ဘဂဝေငါဤရှိသယဟံမြာတို့ဒွေနယကုံသောဤမေ ပုဂ္ဂလဤပုဂ္ဂိုလ်တို့ကိုလောကသမိန်လောကကြီးထေမှာတွန်လာပါရဖို့ခက်ခဲပါသည်လောကကြီးမှာရနိုင်ဖို့ခက်ခဲတာနှစ်ယောက်ရှိတယ်တဲ့ယောစကတာဝေဒီကတိုင်ညုံစာယောစပုပ္ပကာရိစာ ယောအကျင့်ပုဂ္ဂိုလ်သည်ပုပ္ပကာရီရှိဥပဒမကျေစုပြုတတ်၏သောသထောပုဂ္ဂိုလ်ကိုလည်းလောကတမိန်လောကကြီးထဲမှဒုံလောဖို့ရဖို့ခတ်တယ်ဥဇာပဒမကျေစုပြုတတ်တဲ့ပုဂ္ဂိုလ်ကိုလောကကြီးမှာရဖို့ခတ်တယ်တဲ့ကိုကဘာမှသူ့ကိုမပေးရသေးဘူးသူကစတင်ပေးတာရဖို့ခတ်တယ် ိုကမကူသေးဘူးသူကစတင်ပြီးတော့ကုံညီတာကိုအကျိုးကိုလိုလိုလလဆောင်ရွက်တာထိုပုဂ္ဂိုလ်ကိုပုပ္ပကာရီပုဂ္ဂိုလ်လို့ခေါ်တယ်ဥဇာပထမဂျေစုပြုတဲ့ပုဂ္ဂိုလ်လူတွေအများကြီးရှိတယ်ကိုကိုစတင်ပြီးတော့ဂျေစုပြုတဲ့ပုဂ္ဂိုလ်ဆိုတာလူလောကမှာရှားပါတယ်ရနိုင်ဖို့လေခက်တယ်တဲ့ဒီကနေ့ယေရှုပြီးတော့ပြုလုပ်တဲ့ အခင်ကြီးဥရေမျောတန်မိဘနှစ်ပါးထဲမှာပါတဲ့အနန္တအနန္တငါးပါးထဲမှာပါတယ်မိဘဆိုဒီမှာကိုကိုဘာမှမသိခင်ကတည်းကသူတို့မေတ္တာသက်ဝမ်းပြီးတော့ရှိခင်တဲ့ပုဂ္ဂိုလ်ဒီဘဝကလာမှန်းလေးမသိဘူးဘလို့ဖြစ်မေမှန်းလေးမသိဘူးကိုကိုတိတ္တမာလမတိတ္တဘူးလားအခုလို့ ကိုယ်အတွက်ယေရှုကုသိုလ်ထုတယ်ပြုမလားမပြုဘူးလားဆိုတာဘာမှမသိရသေးခင်ကပေါ့ဒါကငါရဲ့သမီးဒါကငါရဲ့သားဆိုပြီးတော့ဥဇာပထမမွေးကြတယ်စောင်းလျှောက်ကြတယ်ကျွေးမွေးကြတယ်ပညာသင်ပေးတယ်စီးပွားရေးတယ်လောက်ပုံကင်ပုံတွေသင်ပေးတယ်ဥဇာပထမယေရှုပြုတယ်ဆိုတာတခြားသူမဟုတ်ပါဘူးအမေအဖေပါပဲ အမေဖေရဲ့နောက်မှာတခြားဆရာသမားတွေရှိမယ်။ကိုရဲ့ဆွေမျိုးမိသားစုတွေရှိမယ်။ဒီကနေ့ဘဝတစ်ပတ်တော့ပြောင်းသွားလေပြီးတော့ဖခင်ကြီးဦးရေမျိုးသန်းဟာဒီမှာရှိတဲ့သသမိတ်တွေအတွက်ပုပ္ပါကာရီပုဂ္ဂိုလ်တဲ့။ဘာပုဂ္ဂိုလ်လဲ။ဩပါကာရီပုဂ္ဂိုလ်လောကကြီးမှာ ရနိုင်ဖို့ခတ်တဲ့ပုဂ္ဂိုလ်အဲ့နောက်တရားကကြာလို့ရှိရင် ကတိန်ညုံစကတဝေဒီစာ ယောကျင်ပုဂ္ဂိုလ်သည်ကတိုင်ညုံ သူတော်ဘာပြုခဲ့မှုသောကျေးဇူးကိုတည်တတ်တယ်ကတဝေဒီစာသူတော်ဘာပြုအပ်ခဲ့မှုသောကျေးဇူးကိုထင်ရှားဖော်ပြတတ်တယ်သောစာထိုပုဂ္ဂိုလ်ကိုလည်းပဲလောကသမိန်လောကကြီးထဲမှာဒွန်လာဘောရနိုင်ခဲ့သည်တချို့ကြတော့ရှိရင် ကိုယ်ကိုလာကျေစုပြုတယ်၊ကုညင်တယ်၊မဲမဲပျောက်ပျောက်ပဲ တောင်ဝမ်ရှိလို့ငတို့ကိုကိုင်ရတာငတို့ဘက်ကဘာမှပြန်လုပ်ပေးစရာမလိုဘူးမိဘကမွေးထားတာကိုကျွေးရမယ့်တောင်ဝမ်သူတို့မှရှိတာပဲငတို့ဘာများကျေးဇူးတင်စရာလိုသေးလေအဲ့လိုမျိုးအယူဆတချို့တချို့သောတိုက်ပြေတယ်တချို့တချို့သောလူမျိုးတွေမှရှိတယ်စီပင်သားရကအမိတ်လျားမယ့်တောင်ဝမ်ရှိတယ်အစိုးရကလူတွေကို အုပ်ချုပ်ရမယ့်တောင်ဝမ်လူတွေကိုပြုတ်ထောင်ပေးရမယ့်တောင်ဝမ် ဆောင်ရှောက်ပေးရမယ့်တာဝန်ရှိတယ်။ဘာမှကျေးဇူးတင်စရာမလိုဘူး။ဒါမျိုးပေါ့။အဲအစိုးရတို့စီမင်းတို့ကတော့ဟုတ်ပါတယ်။ဒါပေမဲ့မိန်းမဆိုတာတော့မဟုတ်ဘူး။မိန်းမဟာကိုယ့်ကိုမလိုချင်ရင်ကိုယ့်လူလောကရဲ့အပြင်ဖက်ကိုတောင်းမှရောက်လာမှာမဟုတ်ဘူး။မိန်းမကလိုချင်လို့ကိုယ့်ကိုလက်ရခိုးလို့ကြိုးစို့လို့လူသားဘဝရှင်သန်ခွင့်ရတယ်။ပြီးတော့ကြည်ပင်ခွင့်တွေရတယ်သာသနာနဲ့ကြုံခွင့်ရတယ်ကုသိုလ်ပြုခွင့်တွေရတယ် ဒါကြောင့်မြတ်ဗုဒ္ဓကတော့မိဘဂျေဇုဆိုတာအနန္တအတိုင်းတာမရှိဘူးအန်လီမေလို့ဒီလိုဟောတာထိုမိဘတွေကိုဂျေဇုတရားတိတတ်သောအဖြစ်မိဘစကားကိုနားထောင်ပြုစုစောင့်ရှောက်တယ်ဆိုတာဘာပုဂ္ဂိုလ်တွေလဲကတိန်ညုံပုဂ္ဂိုလ်တွေဂျေဇုတိတတ်တဲ့ပုဂ္ဂိုလ်တွေခေါင်းထဲမှာပဲသိနေရင် ကတိန်ညုံခေါင်းထဲမှာသိပြီးတော့ကာယကံမြောက်ပြုစုစောင့်ရှောက်ရင်ဝစီကံနဲ့လေးပဲ အမေဖေတေကိုရှ िख င်ဇေတတေစကားတေအမေရေဒီစဲလေတောက်ပါအောင်ဒီအစစာလေးစားပါအောင်ပြယာဝါစရှိဖွယ်တဲ့စကားတွေနဲ့ပြောရင်အဲ့ဒါဒီကတဝေတီတချို့ကကြတော့ကျေစုတရားဒါမမေဘူးသိတယ်အမြဲတမ်းလေးစင်ကျင်နေတယ်ဒါပေမဲ့ကိုတိလက်ရောက်ကြတော့ကျေစုမပြုတ်ပေးနိုင်ဘူးအဲ့ဒါကိုကတိန်ညူပုံပေါ်တာဖြစ်ပြီးတော့ကတဝေတီမဟုတ်ဘူးပေါ့ တော့ဒီကနေ့အလူရှင်နဲ့မိသားစုကတော့မကြမကြယေရှုကုတော်တွေလောက်ကြတယ်ယေရှုဆက်သောအားဖြင့်ဒါတိယေရှုတရားကိုအမှန်ရနေတဲ့ပုဂ္ဂိုလ်ကတိန်ညိုလေးဖြစ်တယ်လို့ကိုတိလဲရောက်တက္ကရာရှိစဉ်ကာလအခုတက္ကမကြီးရှိစဉ်ကာလမှာလည်းပဲကြွေးမွေးပြုစုဆောင်ရှောက်နေတယ်တက္ကရာကြီးမရှိတော့တဲ့အခါလေးပဲတက္ကရာကြီးကိုယေရှုဖခင်ကြီးကိုယေရှုကုတော်တွေပြု အများတန်ဝေတဲ့အတွက်ကြောင့်ကတဝေဒီပုဂ္ဂိုလ်လေဖြစ်တယ်တဲ့သာသမိန်တွေကကတိန်ညုံနဲ့ကတဝေဒီပုဂ္ဂိုလ်အမေနဲ့အဖေကတော့ဘာပုဂ္ဂိုလ်လဲပုပ္ပါဂါရီပုဂ္ဂိုလ်ဂျေဇူးဦးစာပထမပြုတဲ့ပုဂ္ဂိုလ်နဲ့ဂျေဇူးတိတက်တဲ့ပုဂ္ဂိုလ်တိတက်ပြီးတော့ကိုတိလောက်ရလက်ရောက်ဂျေဇူးဆက်တဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတာ ဒါတော့ဥစဉ်တော့လူလောကကြီးကိုကြည်လိုက်မယ်ဆိုရင်တယောက်နဲ့တယောက်ကျေးဇူးတရားတွေနဲ့ဆက်ဆက်နေကြတာတယောက်ကကျေးဇူးပြုတယ်တယောက်ကကျေးဇူးပြန်ဆက်တယ်ဆိုပါစို့ဥစဉ်တော့ဖုံဖုံတွေတက္ကະတက္ကမတို့ကလှူဒန်းလို့ဥစဉ်တော့နဲ့ရခင်ကမသိပါဥပ္ပဂါရီဥဇာပဒမဥစဉ်တော့ကြောင်းကိုလှူဒန်းတယ်ကြောင်တွဲလေလူတွေသိင်တွဲလေလူတွေလမ်းအတွက်လူတွေသင်္ကန်းလူတွေပုပ္ပကာရီပုံကိုယ်တွေပို့ ဒီတော့ဘုံဘုံကဘလို့ပြန်လုပေးရလဲသံဃာတို့တွေကဒီတက္ကကမတွေကိုမြတ်ဗုဒ္ဓကမှာထားပါတယ်မေတ္တာစိတ်တံဘာဝေယတဲ့မေတ္တာပို့ရမယ်လူတွေနဲ့တက္ကကမတွေကိုမေတ္တာပို့ရမယ်တရားမှတ်တဲ့ပြီးတော့နောက်တစ်ခုကဓမ္မံဒေသေတတရားဟောပြရမယ်မင်းတို့တွေကနေနေညာနာဒီစာတွေကိုသင်တယ်ဒီပိဋကတ်တွေကိုလေ့လာတယ်ဒီဓမ္မတွေကိုကိုယ်တိုင်လေ့ပြီး လေလာသင်ယူအားထုတ်တယ်မင်းတို့သိထားတာတွေကိုလူတွေကိုပြန်ပြီးတော့မျှဝေကြပြောပြကြအဲ့ဒါဒီဦးဇင်းတို့ရဲ့တာဝန်ဦးဇင်းတို့ဘုံဘုံတို့ဂျေစုဆက်တဲ့နေ့ဟာဒီနေ့ပါပဲလူတကတကမတွေကိုတခြားသောနေ့နဲ့အစ်စီပစ္စည်းအပေးကမ်းပြီးတော့ဂျေစုမဆက်ရဘူးတဲ့အဲ့ဒါဆိုရင် ကုလတုတကဖြစ်သွားတယ်လို့ပြောတယ်စေကူပေးတာတော့နှလုံးတို့နှလုံးကြည့်ပေးတာတော့ နာသူစီးပွားရေးကိုကိုကကူညီပေးတာတော့မလောက်ကောင်းဘူးတဲ့လောက်ရင်ဘာဖြစ်သွားလဲကုလာဒူဇကအတိတ်ဘေကဘာလဲဆိုတော့ကုလာသဒ္ဒအမျိုးလေးပါတော့ရဲ့သဒ္ဒတရားကိုဒူဇကဖျက်ဆီးလိုက်တာတူတယ်တဲ့သဒ္ဒတရားဖြူဖြူစင်စင်နဲ့ကြောင်းကို လာတာတန်ဃာကိုတကယ်ကြည်ညိုလို့ယတနာသုံးပါးကိုတကယ်ယုံကြည်လို့လာတာဦးဇင်းတို့နဲ့မတိဖူးပွေမဲလည်းပဲလူတန်းတွေအင်ကိုပင်းပြီးတော့ဆန်ကက်တယ်တန်ဃာတို့လေဆွမ်းခံကြွနေတာတွေကိုဆွမ်းလောင်းတယ် အရင်တော့ကတိလို့လားမတိလို့လားမတိဘဲနဲ့လှူတာဘာကိုတိလို့လှူတာလဲဆိုတော့ယတနာသုံးပါးရဲ့ဂုံကျေစုကိုတိလို့လှူကြတာတဒအစ်စ်ဖြူစင်တဲ့တဒတရားလို့ခေါ်တယ်အဲအဲ့ဒီအပေါ်မှာဦးဇင်းတို့ကတခုခုလုတ်ပေးလိုက်ပြီလုတ်ကီနင်းအဖြစ်တခုခုပေးပြီဆိုလို့ရှိရင်အာဒီဖုန်းကတော့ကိုဒီလိုပေးဖို့ရလို့ကုညီဖို့ရလို့တော့ကလည်းလှူကြမယ်ဟဲ့ဆိုရင်တဒါဟာဖြူစင်သေးလား မဖြူစင်တော့ဘူးအဲ့ဒါကြောင့်မြတ်ဗုဒ္ဓကအဲ့ဒါကိုတိခါဘောင်းနဲ့ကိုတဆီထတာကုလတုတကတိခါဘောင်းဆိုပြီးတော့အဲ့ဒါမျိုးကိုယ်တိုင်လေးမလုံရဘူးအဲ့ဒါမျိုးလုံလို့ရလာတယ်လက်လာပါဟာကိုယ်တိုင်လေးမအပ်ဘူးတခြားယဟန်တွေလေးပဲမသွန်ကောင်းဘူးတဲ့နာအဲ့ဒီအဖွင့်မှာတူတူလေးကိုကြည်ကြည်ပြင်းပြင်းကြည်ကြည်ပြက်ပြန်းနဲ့မြတ်ဗုဒ္ဓကကာဆီထတယ်တားထတယ်ကိုယ်တိုင်သားမအပ်တာမဟုတ်ဘူးတခြားသတင်းသွန်ဖို့လေးဘသူမှအဲ့ဒါကိုသွန်လို့မရတော့ ဆိုပါတော့ဆရာတော်တပါကရှေကနန်းတွေနှလုံးကနန်းတွေပေးဆေးတွေကုပေးမဟုတ်တဲ့နေနဲ့ဘုံတွေကြည်ဝတ္ထုလက်လာပတွေရသံဃန်းတွေရငါတော့မသုံးဘူးကွာသံဃာတွေကိုလှူမဲဆိုရင် မအပ်ဘူးတဲ့တခြားသံဃာတွေလေးပဲအဲ့ဒီဟာကို မသုံးဆဲထိုက်ဘူးတဲ့ဝတ္ထုငွေထက်တော့စိုးသေးတယ်လို့ပြောရတာပေါ့ဝတ္ထုငွေဆိုရင်ဥစဉ်ကလက်ခံလိုက်တယ်ဆိုပါစို့ဥစဉ်ကင်လိုက်တယ်ဆိုပါစို့ဥစဉ်အတွက်မအပ်ဘူးစွန့်လိုက်တယ် သင်္ဃာကအဲ့ဒါကိုကြောင်ဆောက်လို့ရတယ်အသုံးပြုလို့ဖြစ်တယ်ဒါပေမဲ့လူတွေရဲ့သဒ္ဒါတွေကိုဖျက်ဆီးပြီးတော့ဖျက်ဆီးဆိုတာသဒ္ဒါအစင်းနဲ့မဟုတ်ဘဲနဲ့လှူခြင်းလောင်အောင်အမျိုးမျိုးပြောနာကိုယ်စီက ပေးပြီးတော့လုတာမျိုးကြလို့ရှိရင်ကိုယ်အတွက်လေမအပ်တော့သလိုသင်္ဃာသာသနာတော်မှာရှိတဲ့သင်္ဃာအလုံးအတွက်လေမအပ်ဘူးတဲ့ တော့မြတ်ဗုဒ္ဓရဲ့နေဟာရှင်းရှင်းလေးပါပဲကိုဟာကိုကိုအလုတ်ကိုလုတ်ပြီးတော့နေကိုအလုတ်ဆိုတာတရားအလုတ်ပေါ့အဲအဲ့ဒီတရားအလုတ်လုတ်ပြီးတော့နေရင်နဲ့ကြီးညိုတဲ့ပုတ်ကြီးကြီးညိုပြီးတော့လူတန်းလာရင်လက်ခံသုံးဆွဲအဲ့လိုမှမဟုတ်ဘဲနဲ့ကြီးညိုလာအောင်မအပ်တဲ့နေနဲ့လုတ်မယ်ဆိုရင်ကိုကိုတိုင်လည်းပဲအဲ့ဒါကိုမယူရဘူးမအပ်ဘူးသူမြတ်ကိုလည်းပဲပေးရင်လေသူမြတ်တွေလေတခြားတန်ခါတွေလေမအပ်ဘူးတဲ့ ုတ်ရလားအဲဒီနေ့ကတော့ဒကမကြီးတို့ကသဒ္ဒါစစ်စေးနဲ့ပုပ္ပကာရီရှိဥပဒမကျေစုပြုနေတဲ့ပုံကိုယ်တွေဦးဇင်းတို့လည်းပဲမောညတ်ဗုဒ္ဓဒေသနာတော်အတိုင်းနေတိုင်းလည်းပဲမေတ္တာပို့နေပါတယ်တရားဓမ္မလေးပဲရံဖန်ခါအာလျောစွာအခုလိုဟောကြားပြီးတော့ကျေစုဆက်နေပါသည်အဲဒီကနေ့မှာဒကာကြီးဦးဖခင်ကြီးဖြစ်တဲ့ဦးရေမျိုးတန်းကိုယေစုပြီးတော့လှူဒန်းတဲ့ဒါနကုသော ထိုဒါနကုသိုလ်သည် ကတိညုံကတဝေတီကျေးဇူးတရားကိုဆက်တဲ့ဒါနလေးဖြစ်တယ်လို့စိတ်ထဲမှာဒီလိုနှလုံးသွင်းခံယူပြီးတာကလားဗုဒ္ဓသာသနာနဲ့တွေ့ကြုံခိုက်ဗုဒ္ဓရင်တရားတော်များကိုနာယူခွင့်ရတုံးလေးမှာဦးဇင်းတို့တဲ့အလုံးတက္ကတကမတို့တဲ့အလုံးမိမိတို့သဒ္ဒတရားကိုအရှိခံ၍ဒါနကုသိုလ်တွေပြုကြပါမယ်သီလကုသိုလ်တွေလည်းစောက်တည်ကြပါမယ်သောမတစဉ်မိမိရဲ့ခန္ဓာ၅ပါးယုံနံနှစ်ပါးအပေါ်မှာလဲပဲတို့ရဲ့ခန္ဓာ၅ပါးတည်းအနိစ္စ ဘဝတပတ်တော်ပြောင်းသွားလေပြီတော့ဒါယကာကြီးဥရှင်မျိုးတင်ဒါယကာလေးမောင်မျိုးမင်းမင်းမျိုးမောင်မောင်မောင်မျိုးထက်ထတို့ကဲ့သို့ဇင်တို့ရဲ့ခန္ဓာလေးပဲမတည်မြဲပါတကဖောက်ပြန်ပြောင်းလဲနေပါပါ နေပါဖို့တကဓမ္မတန်ဝေကစင်ကြင်ရမယ်ဒုက္ခနာကျင်နှိမ့်ဆက်နေပါဖို့တကအနတ္တအစုံမရပါတကရေလို့ ဝိပဒနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအောခြင်းနာခြင်းသိခြင်းကင်းရာမျက်နှိပ်ပံသောရောက်နိုင်သောသူတော်ကောင်းတို့ကိုစီကိုစီဖြစ်ကြပါစေတည်း